ဂျပန်ကိုတုံ့လုပ်စေခဲ့သောအွန်လိုင်းလူသက်သမားအင်တာနက်ကွန်ရက်ကြီးရဲ့အမောင်လူထဲမှာမမြင်နိုင်တဲ့ဂျူးတစ်ချောင်းဟာစိတ်တက်ကြပြီးတည်ခြင်းစိတ်ရှိနေသူမိမိကိုယ်ကိုအဆုံးစီရင်လိုသူများကို ရှားဖွေနေခဲ့ပါတယ်။မျောလင်းချက်မဲ့သူများ၏နာကျင်မှုကိုခွင့်ကောင်းယူပါအဆုံးသတ်မဲ့သောကျိုးဆွဲကစားပွဲတစ်ခုကိုဖန်တီးခဲ့သူမှာတာကာဟီယိုရှီယာအီရှိုလို့ခေါ်တဲ့အမျိုးသားတဦးဝင် ဂျပန်တနိုင်ငံလုံးကိုထိုင်းလန်တောင်းလို့ဆွေးခဲ့တဲ့ Twitter လူသက်သမားဇလန်ကဒီလိုမျိုးစတင်ခဲ့ပါတယ်2018ခုနှစ်အောက်တိုဘာလထဲမှာတိုချိုမြို့တော်အနီးရှိဇာဘာမြို့၌အသက်23နှစ်ရွယ်အမျိုးသမီးငယ်တူထူဆန်းစွာပျောက်ဆုံးသွားခဲ့ပါတယ်သူမဟာ online ပေါ်မှာမိမိကိုယ်ကိုအဆုံးစီရင်လို့ကြောင်းမကြာခဏရေးသားလို့ရှိပါတယ်သူမ၏ပျောက်ဆုံးမှုဟာမူလက ာမန်ဖြစ်ရတခုဖြစ်တာမှတ်ယူခဲ့ပေမဲ့သူမရဲ့အကိုဖြစ်သူကတော့ညီမဖြစ်သူကိုရှာဖွေရန်ဆွဲမလျှော့ပဲကိုယ်တိုင်စုံစမ်းမှုတွေပြုလုပ်ခဲ့ပါတယ်။သူ့ညီမဖြစ်သူရဲ့ Twitter အကောင့်ကိုဝန်ရောက်ကြည့်ရှုခဲ့ပါတယ်။အဲ့ဒီမှာတွေ့ရတဲ့အရာက သူ့ကို အထူးသတိထားမိစေခဲ့တယ်။ညီမဖြစ်သူဟာတေဆောင်းရန်ကိုညီပေးနိုင်တယ်ဟုကမ်းလှမ်းခဲ့တဲ့အမိမတိအကောင့်တစ်ခုနဲ့ဆက်သွယ်ထားတာကိုတွေ့ခဲ့ရတယ်။ဒီအကောင့်နောက်ွယ်မှလူဟာ ညီမဖြစ်သူရဲ့ပျောက်ဆုံးမှုနဲ့ဆက်ဆက်နေတာကိုသူခံစားမိလိုက်တယ်။အကောဖြစ်သူဟာချက်ချင်းပဲရတက်ဖက်ကိုတရင်ပုတ်ခဲ့ပြီး၎င်းရဲ့တွေးရှိချက်များကိုတင်ပြခဲ့တယ်။ဒါဟာဂျပန်တနိုင်ငံလုံးကိုထိတ်လန့်စေမဲ့တွေးပြက်ဖွယ်ရာမှုကင်းကွင်းဆဲဤပထမဆုံးသောတဲလွန်စားပါပဲ။ရတက်ဖက်ဟာအကောဖြစ်သူရဲ့တရင်ပေးပမှုပေါ်အခြေခံ၍စုံစမ်းမှုများစတင်ခဲ့ပါတယ်။၎င်းတို့ဟာအွန်လိုင်းချက်လက်များကိုခြေရာခံပြီး ပြောင်းဆောင်သူအမျိုးသမီးဆက်သွယ်ခဲ့သည့်ရှီယာအီရှိဆိုသူကိုဖောက်ထုတ်နိုင်ခဲ့ပါတယ်။ဒါပေမဲ့သူ့ကိုဒါရိုက်ချီကပ်ရရင်မဖြစ်နိုင်သေးပါဘူး။ရဲတပ်ဖွဲ့ဟာရှီယာအီရှိကိုဖမ်းမိရန်နှုတ်ဝက်လှောက်ရှားမှုတစ်ခုစီစဉ်ဆွဲခဲ့ပါတယ်။ပြောင်းဆောင်နေသောအမျိုးသမီးအကူဖြစ်သူနဲ့ယူမီဟုအမည်သရသည့်အခြားအမျိုးသမီးတဦးဤအကူညီဖြင့်ရှီယာအီရှိကိုလက်ပြချင်းစုံမှုတစ်ခုဖန်တီးခဲ့ပါတယ်။၎င်းတို့က ရှေယာအီရှီနဲ့တွေ့ဆုံရန်အစီအစဉ်ဆွဲခဲ့ပြီးရဲတပ်ဖွဲ့ကလည်းအနီးကပ်စောင့်ကြည့်နေခဲ့ပါတယ်။ဒါကြောင်နဲ့ကြွက်ကစားနည်းရဲ့အရေးကြီးဆုံးအဆင့်မှာပဲ2018ခုနှစ်အော်တိုဘာလ31ရက်နေ့မှာတော့ရဲတပ်ဖွဲ့ဟာချီယာအီရှိနေထိုင်တဲ့မာဇာမျိုးရှိတိုက်ခန်းကိုရောက်ရှိလာခဲ့ပါတော့တယ်တရခန်းဟာရဲတပ်ဖွဲ့ကိုမြင်တာနဲ့တုံလုံးခြောက်ချတဲ့အမူအရာမျိုးမပြဘဲ ထူးဆန်းစွာ တည်ငြိမ်နေပါတယ်။ပျောက်ဆုံးနေသောအမျိုးသမီးဘယ်မှာလဲဟုရတက်ဖွဲ့ရမေးမြန်းသောအခါချီယာအီရှိကဘာမှဖုံးကွယ်မထားပဲရေခဲတက်တာတဲမှာဟုရရဲတင်းတင်းပြန်ဖြေခဲ့ပါတယ်။ဒီစကားကြောင့်ရတက်ဖွဲ့ဝင်များပင်အန်အားသင့်ကစက်တည်တည်ခဲ့ကြရပါတယ်။တက်ခန်းကိုရှာဖွေစစ်ဆေးရမှာရတက်ဖွဲ့ကစိတ်ကူးမရနိုင်တဲ့မြင်ကွင်းနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ တိုက်ခန်းတွင်းမှာရှိတဲ့ရေကဲတစ်တာ၃လုံးနဲ့ကြီးမားတဲ့တူလောင်ကွန်တိန်နာ၅လုံးထဲမှာခေါင်းများလက်များခြေထောက်များပါဝင် လူခန္ဓာကိုယ်စိတ်ပိုင်းကုတ်ဘူးကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။အနီးနားချင်းများဤထွက်ဆိုချက်များအရလဲထိုတိုက်ခန်းမှာထူးဆန်းသောအပုံနဲ့များမကြာခဏထွက်ပေါ်နေခဲ့ကြောင်းအတည်ပြုခဲ့ပါတယ်။ဒီချိန်မှသာရှီယာအီရှိဤကြောက်မက်ဖွယ်ရလောက်ရများအစုံလင်းပေါ်ပေါက်လာခဲ့ပါတော့တယ်။ဒီနေ့မှပဲ တာကာဟီယိုရှီယာအီရှီယိုချက်ချင်းဖမ်းဆီးခဲ့ပါတယ်။ဖမ်းဆီးပြီးနောက်စုံစမ်းစစ်ဆေးမှုများအရတာကာဟီယိုရှီယာအီရှီယာလူတပ်မှုများကိုကျူးလွန်ခြင်းမပြုမီကတိုကျိုမြို့ရဲ့နေရောင်မင်းထွန်းရာကာဘူကီချိုရပ်ကွက်မှာအမျိုးသမီးများကိုပြည်တန်းစားအိမ်များသို့ဆွဲဆောင်ခေါ်ယူတဲ့စကောက်အဖြစ်လောက်ကင်ရဲ့ကြောင်းပေါ်ပေါက်ခဲ့ပါတယ်။အချို့က၎င်းကိုကျောက်ဆရာကောင်းသော စကောက်ဟုပင်တတိပေးခဲ့ကြပါတယ်။၎င်းဟာ 2019ခုနှစ်အောက်တိုဘာလမှအောက်တိုဘာလတွင်လူကုန်းကိုတပ်ဖြတ်ခဲ့ကြောင်းဝန်ခံခဲ့ပါသည်။၎င်းရဲ့သားကောင်များမှာအသက်15နှစ်မှ26နှစ်ကြားရှိအမျိုးသမီး7ဦးနဲ့အမျိုးသား2ဦးတို့ဖြစ်ပါသည်။ရှီယာအီရှီယာ၎င်းရဲ့ရာဇဝတ်မှုများကိုလိမ်ပိုင်းဆိုင်ရာနဲ့ဝေကျေးဆိုင်ရာအလို့ဆန္ဒများဖြစ်စည်းရန်အတွက်ကျူးလွန်ခဲ့လို့ဝန်ခံခဲ့ပါသည်။သူဟာသားကောင်များကိုရိုက်နှက်လက်ဝဲညှစ်တက်ရုံသာမကဲ ဓမြတတ်ခြင်းအဓမ္မပြုကျင့်ခြင်းနဲ့အလောင်းဖြောက်ခြင်းများလည်းပြုလုပ်ခဲ့ပါတယ်။ရှီယာအီရှီဤရာဇဝတ်မှုများနဲ့ပတ်သက်ပြီးတရားရေးဝန်ကြီးကိုင်ဆုကီဆူဆူကီယာဒီလိုမျိုးပြောကြားခဲ့ပါတယ်။တည်ဆောင်းသူကဟာရိုင်းနဲ့ခံထားရပြီးလက်ဝဲညက်တပ်ပြက်ခံရတဲ့အပြင်ဓမြလည်းတိုက်ခံခဲ့ရပါတယ်။သူတို့တွေရဲ့အလောင်းတွေတော့အပိုင်းပိုင်းခုတ်ဖြတ်ပြီးဘူးတွေတဲကိုထက်ထားပါတယ်။အချို့အပိုင်းတွေကိုတော့အမိုက်ပုံးတွေတဲကိုစွန့်ပစ်ခဲ့ပါတယ်။ 2020ပြည်နှစ်ဒီဇင်ဘာလ15ရက်နေ့မှာတော့တိုကျိုခရိုင်တရားရုံးကရှီယာအေရှီအားတေတံအမိန့်ချမှတ်ခဲ့ပါတယ်။၎င်းရှိနေများကတားကောင်များဟာတေဆုံးရန်သဘောတူခဲ့ကြတယ်လို့ညင်းခေါင်ခဲ့တော်လဲ။တရားသူကြီးက၎င်းရဲ့လောက်ရများဟာကောက်ကျစ်ပြီးရက်ဆက်ကြမ်းကြုတ်တယ်လို့ပြစ်တင်ရှုံချခဲ့ပါတယ်။ရှီယာအေရှီဟာ၎င်းရဲ့စီရင်ချက်ကိုအယူခံဝင်ခြင်းမပြုဘဲလက်ခံခဲ့ရာ 2021ခုနှစ်ဇန်နဝါရီလမှာတေဒန်စီရင်ချက်ဟာ အတည်ဖြစ်လာခဲ့ပါတယ်။ရှီယာအီရှီယာ၎င်းရဲ့လိမ်ပိုင်းဆိုင်ရာနဲ့ငွေကြေးပိုင်းဆိုင်ရာအလိုဆန္ဒအတွက်ကျေနပ်မှုရှိစေရန်လှုံ့ဆော်ခဲ့ခြင်းဖြစ်ကယင်းလူတတ်မှုများဟာဂျပန်လူမှုအသိုင်းအဝိုင်းကိုထိတ်လန့်စေပြီးစိုးရိမ်မှုများမြင့်တက်စေရလို့စူဇူကီယာပြောပါတယ်။တေဒန်ချမှတ်အဖြစ်ပေးခြင်းဟာတရားခံမှားဝင်ပြီးပေးမိတာမျိုးဖြစ်နိုင်တာကြောင့်နိုင်ငံတော်တော်များများက တွေ့တန်းတကယ်စီရင်နာကိုကန့်ကွက်ခတ်ကြပေမဲ့ G7 နိုင်ငံများတွင်ဂျပန်နဲ့အမေရိကန်နှစ်နိုင်ငံနဲ့သာတွေ့တန်းချမှတ်သည့်စနစ်ကိုဆက်လက်ကျင်းသုံးလျက်ရှိပြီးဂျပန်ပြည်သူများကြားတွင်ရင်းစနစ်ကိုအန်တိုက်အားလိုက်အားပေးထောက်ခံသူများ ရှိကြောင်းလည်းစစ်တမ်းများမှာဖော်ပြထားပါတယ်။နောက်ဆုံးမှာတော့2025ခုနှစ်ဇွန်လ29ရက်နေ့မှာအွန်လိုင်းလူသက်သမားတာကာဟီယိုရှီယာအီရှီယို ကြိုးပေးကွပ်မျက်ခဲ့ပါတယ်။ဒီကွပ်မျက်မှုဟာဂျပန်နိုင်ငံမှာ2022ခုနှစ်နောက်ပိုင်းပထမဆုံးအကြိမ်ဖြစ်ပြီး2022ခုနှစ်မှာကွပ်မျက်မှုဖြစ်စဉ်တစ်ခု2021ခုနှစ်မှာ3ခု2019ခုနှစ်မှာ3ခုနဲ့2018ခုနှစ်တွင်15ခုရှိခဲ့ကြောင်းသိရပါတယ်။